တချို့อ่ะဗျကျွန်တော်တို့ဒီပြပနိုင်ငံကိုကျွန်းကျွန်းလုတ်တွေပေါ့ဒါကတော့ပြပကျွန်းနေကိုရီးယားကျွန်းနေထိုင်းကကျွန်းနေဒီလိုလိုခံယူကြပေါ့တော့ကျွန်တော်ကတော့အဲ့လိုတော့ဒီနေ့ကတော့ဒီတရက်ကိုမြန်မာဝင်လေးသိန်းခွဲတန်းလုတ်ကြောင်းနေကိုရီးယား EP အကြောင်းကိုပြုတ်ပြပေးခြင်းပါတယ်ဒီဒီဗီဒီယိုလေးကိုဆုံးထိကြည့်သွားမယ်ဆိုတော့ကျွန်တော်တို့ကိုရီးယား EP ရဲ့စနစ်နဲ့လောကဒဏ်10ပါအကြောင်းထဲထဲဝင်သိသွားမယ်လို့ကြုံကြည့်မိပါတယ်ခင်ဗျ တော့ဒီပြက်ကိုလေးတင်းခွဲတဲ့အလုပ်ဆိုတော့ဒီလောက်ကိုရအောင်လွယ်လားဆိုတော့မလွယ်ဘူးကျွန်တော်ရင်သုံးနေတဲ့ EBS ဆောင်ဝဲကိုဖြေရပါခင်ဗျာ EBS ဆောင်ဆောင်ဝဲမှာကျွန်တော်တို့မှတ်100မှာ95မှတ်ရမှာတပုတ်ပဲမှတ်ခံပါတယ်အဲ့အမှာအောင်ရမှာဖြစ်ပါတယ်အဲ့အဲ့တခုပဲနဲ့ရပြီလားဆိုတော့မရသေးပါဘူးခင်ဗျာနောက် skill တက်ထပ်ဖြေရပါမယ်နော်ကိုက skill တက်မှာတို့တတ်မှတ်ထားတဲ့ gym ဖို့ရင်ထပ်ပြီးကြပါဥပမာကျွန်တော်တို့လူ100ယောက်ဖြေရင်တယောက်ပဲအောင်တဲ့ဆောင် EBS ပေါ့နော်တယောက်ပဲအောင်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ skill တက်ထပ်ဖြေရပါတယ် ကျေးပြီးတော့ကျွန်တော်တို့နောက်တစ်ခါပေါင်တင်တဲ့ခါမှာကျွန်တော်တို့အကုန်လုံးဒီအောင်မြဲလူရဲ့၁၀ယောက်မှာ၁ယောက်အောင်အဲ့၁ယောက်ကရော BOE ရေးရနေပြီးတော့အကုန်လုံးပါမယ်လို့အာမမခံဘူးဆိုပြီးရင်ဆုံးစာရေးထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါကတော့ကိုရီးယားမရောက်ခင်အခက်ခဲတွေပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီဒီတွန်းအတွင်းမှာမှဘယ်လိုလုပ်ဆိုတော့ကျွန်တော်တို့တက်တန်းကုန်သွားတဲ့လူတွေကောလင်းမပါတဲ့လူတွေတက်ပြေသွားတဲ့လူတွေကတော့ကျွန်တော်တို့ပြေးဆက်ရတဲ့အချိန်ကြီးဘွေကြီးတွေအကျိုးစားအထုတ်တွေအကုန်လုံးလဟတ်တက်ဖြစ်သွားပြီပေါ့နော် ဥမာကိုကကျွန်တော်တို့ဒီဟာကောလင်းပါသွားပြီးတော့ကိုရီးယားရောက်သွားပြီးထားကိုရီးယားရောက်သွားပြီးဆိုရင်ကျွန်တော်ဘာကြီးကြုံရမလဲဆိုတော့ဘာသာစကားမရဘူးဗျာဘာသာစကားခက်ခဲနေရှိမယ်ကျွန်တော်တို့လုံးကျွန်တော်ကိုရီးယားလူမျိုးတွေအများရန်ဘုံဘုံတိုင်းနဲ့ဘုံဘုံတိုင်းနဲ့ရှီဖာလာမာဘုံလုံးစုံနဲ့မိုးလင်းလာပြီးဆိုတော့အဲဒါဆာပါဘောနော်ဒါတော့ကိုရီးယားလုံငန်းခွင့်ရောက်သွားပြီးထားတယ်ကိုရီးယားလုံငန်းလုံငန်းခွင့်မှာဆိုတော့ကျွန်တော်တို့အန်ရရှိရေကျွန်တော်ဓာတုစေးတွေကန်ရမယ်တချို့တက်တက်လာလုံးတည်းရှိလောက်ကတော့မျိုးစုံရှိရေပေါ့နော် ဟိုမှာကိုကဒီရောက်သွားပြီးထားရောက်သွားပြီးလို့ရှိရင်ဆိုရင်ဒီရောက်ပြီးလို့ကျွန်တော်ဘာခက်ခဲရေကြုံရအောင်ဆိုတော့ကျွန်တော်တို့ချိုးကကျွန်တော်ယောဂရရတယ်။ဒီချိုးကကျတော့ကျွန်တော်အသက်ပြေးဆက်လိုက်ရတယ်။ဒီချိုးကကျတော့လည်းကိုယ်လည်းအင်္ဂါတွေပြေးဆက်လိုက်ရတယ်ပေါ့နော်။နောက်ပြီးတော့ဟိုမှာကိုကဒီဘက်မှာစင်ပြေဖြစ်နေရဆိုတချို့ကျတော့ဇောကလင်းနောက်လိုက်တာလည်းရှိမယ်။ဟိုမှာမိမအမင်းလင်းငယ်ထားတာလည်းရှိမယ်။ပတ်သက်ရပေါ့ပြဿနာပေါင်းညောစုံနေကိုကကိုတက်သေးရတဲ့လူတွေလည်းရှိရပေါ့နော်။ကိုရင်ကစိတ်ပိုင်းပြေးလိုက်တဲ့လူတွေရှိရအသက်တွေပြေးလိုက်ရတဲ့လူတွေရှိရ။ အများကြီးပြည့်စုံမှုရှိတယ်ပေါ့နော်ကျွန်တော်ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင်တော့ကျွန်တော်ဒီဘက်မှာပက်ဆက်နဲ့အများကြီးရှာနိုင်တယ်ပေါ့နော်ပက်ဆက်နဲ့အများကြီးရှာနိုင်တယ်ဘူမိပါတွေကိုထောက်ပံ့ပေးနိုင်တယ်ကျွန်တော်တို့မြန်မာပြည်နဲ့ဆိုင်ရာတော့လူတစ်လုံးတူတူလုံးဖြစ်အောင်နေနိုင်တယ်ပေါ့နော်ဟိုအစိုးဘက်ကကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီလုပ်ငန်းခွင်ထဲမှာယောဂရတာတွေကျွန်တော်တို့ဒီသို့ရတော့ရောက်ပြီးတော့လုပ်တည်ပင်မလို့မြန်မာပြည်ရောက်တဲ့နေ့မှာပဲလေရင် live ပြီးတော့ develop နေမှာမြန်မာပြည်ပြန်သွားတဲ့လူတွေရှိတယ်ဗျဘဝကိုရှုံးပေးသွားတဲ့လူတွေရှိတယ်အများကြီးရှိတယ်ပေါ့နော်ဒါကတော့ဒီကိုရီးယားရောက်မှာဂျုံရဲ့ အဲခက်ခဲတွေပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီလောက် ခက်ခဲမှုတွေလည်းရှိရဲကျွန်တော်တို့ကောင်းတဲ့ဘက်တွေလည်းရှိရဲလူတွေကဘာလို့ကြိုးစားကျွန်တော်တို့တနည်းအားကိုကျွန်တော်တို့ဒီဆောက်လို့ဆိုင်မှာဆိုတော့မြန်မာငွေ၄သိန်းခွဲရရပါတော့ကိုရီးယားရဲ့တပတ်စာပဲရမယ်ဆိုတော့ကျွန်တော်တို့ကဒီမြန်မာပြည်ကိုဘယ်လိုမှဆိုပြန်လုပ်ချင်ကြမှာဖြစ်ပါဒါပေမဲ့ကျွန်တော်တို့ခုနေထားတော့ရှိပြီးတော့မျောတိုင်းဝေးပါတော့ကြာလေဝေးလေပေါ့ဗျာတချို့ပါဗျာကျွန်တော်တို့ဒီပြပနိုင်ငံကိုကျွန်းကျွန်းလုတ်တွေပေါ့ဒါကတော့ပြပကျွန်းနေကိုရီးယားကျွန်းနေထိုင်းကျွန်းနေဒီလိုလိုခံယူကြပါတော့ကျွန်တော်ကတော့အဲ့လို မခံယူဘူးပေါ့နော်ကျွန်တော်ဆရာပြောဟာကျွန်တော်မှတ်မိမှတ်သေးတယ်နော်ကျွန်းဆိုဟာกว่าတဲ့ပြေးတာခိုင်းတာလို့ကျွေးရစားဒါမှကျွန်းနဲ့ကျွန်တော်တို့ကြီးမှာဆိုရင်ကျွန်တော်တို့ကျွန်တော်တို့တတ်မှတ်ထားတာကိုကရှင်ရင်အဲလောက်အရပြေးရမယ်နော်ဟိုဘက်ကပတ်စံပြန်ပြေးတယ်အဲ့လိုပဲပေါ့နော်ဒါကျွန်တော်ကြီးမှာဆိုတော့ဒုတိယခွင့်ရေးလဲကျွန်တော်တို့ပြေးဝရမယ်အင်းစားစရာကြောက်စရာဆိုတော့တို့နိုင်ငံသားနဲ့အတူစားရမယ်အိတ်ဆရာနေရာဆောင်းဆိုတော့တို့နိုင်ငံသားနဲ့တန်းတူနေရရပေါ့နော်အဲ့လိုပုံစံတွေတော့ရှိပဲဒါကျွန်တော်တို့ကတော့ ကျွန်တော်တို့မတက်မတက်မှာဘူးတော့ကျွန်တော်တို့ကသူတို့ရဲ့ကျေးဇူးရှင်တွေလို့တတ်မှတ်ပါတယ်။ဘာလို့လဲဆိုတော့ဒီပြည်ပလူတွေမရှိရင်ဒီသူတို့နိုင်ငံဟာဘလို့မှစီးပွားရေးလည်ပတ်လို့ရမှာပေါ့။ဘာလို့လဲဆိုတော့ကိုရီးယားမှာလူဦးရေအလွန်နှဲပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကတော့သူတို့ရဲ့ကျေးဇူးရှင်တွေကိုပဲတတ်မှတ်ပါတယ်ခင်ဗျ။ကျွန်တော်တို့ရရရှိရဆိုရင်တောင်းတယ်။ကျွန်တော်မတရားတာဆိုရင်ကျွန်တော်တို့ဘာလို့လဲဘာဖြစ်နေညာဖြစ်နေဆိုရင်ကျွန်တော်တို့ရှင်းမှာပြောလို့ရတယ်။လို့တော့ဘာယုံနေရှိရင်အများကြီးရှိရပေါ့နော်။ဒါကတော့ကျွန်တော်တော်တွေးမိတော့ဒါပြောလိုက်ပြောတာပြောတာဖြစ်ပါတယ်ခင်ဗျ။ ဟုတ်ကဲ့ပါစုံနေနားထောင်ပြီးတော့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်စုံတွေ့ကြပါနေုံများကျွန်တော်ကတော့ခက်တီနဲ့ပြောတာတွေလည်းရှိတယ်လို့တော်တော်လောက်တာတွေလည်းရှိရတဲ့အတွက်ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ပေါ်တတော်လေးလည်းလာပါမယ်ဘူးတူတာရတာလည်းရပါမယ်ဆိုတော့ပြောရင်းနဲ့ညီကုန်းချိုးလိုက်ပါခင်ဗျအားလုံးကျေးဇူးတင်ပါတယ်